ဖြည့်သိမ်းသမီးဖြစ်ပြဿနာဟာကူးစက်ရောဂါမဟုတ်တဲ့အတွက်ဆရာဝန်တယောက်ကအမြင့်မဖြတ်ပေးနိုင်ပါဘူး။ကာရကယ်ရှင်ကိုတိုင်ကသာလျှင်ဒီဖြူကွက်တွေကိုပြန်မပေါ်အောင်တားဆီးနိုင်တာပဲဖြစ်ပါတယ်။ဒီအအလုံးမင်္ဂလာပါဒေါက်တာဇုံပါအရေးပြားအလားအပါနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မက ဇွန်လ25ရက်နေ့ကမ္ဘာခရီးသွင်းတမင်ဖြူများနေ့လို့သတ်မှတ်ထားတဲ့ World Fidelity ကိုဒီနေ့အထိမ့်မှတ်အနေနဲ့ဒီဗီဒီယိုလေးကိုအဲရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။ဒီဒီနေ့2025ဇွန်လ25ရက်နေ့အတွက်ဒါကမ္ဘာခရီးသွင်းတမင်ဖြူများနေ့အတွက်ကမ္ဘာကနေပေါ့နော်။အဲကျမတို့က22တိုင်းဒီ slogan လို့ခေါ်တဲ့ themes လေးတွေအဲဖန်တီးလေးရှိပါတယ်။ဒီနေ့အတွက် theme ကတော့ innovation for every skin ဖြစ်ပါတယ်။အရေးပြတိုင်းဟာသူ့ဟာနဲ့သူလှပမှုရှိတယ်၊တီထွင်ဆန်းသစ်မှုရှိတယ်ဆိုတဲ့အထိပယ်ပဲ ဖြစ်ပါတယ်။ ဒီတော့ခရူသင်းသမင်ဖြူနဲ့ပတ်သက်လို့ကျမသိစေချင်တဲ့အချက်ကြီး၃ချက်ကိုပဲဒီဗီဒီယိုလေးနဲ့ပဲအစာဖွင့်ပြရစီခရူသင်းသမင်ဖြူကကုသရောဂါလုံးဝမဟုတ်ပါဘူးလူတအူးနဲ့တအူးတွေးရတော့လကောင်းချွေးရတော့လကောင်းကတူးရတော့လကောင်းလုံးဝမကုသဆင်နိုင်ပါဘူးရှင်ဒုတိယတစ်ခုကတော့ခရူသင်းသမင်ဖြူတွေဟာအတက်အန္တရာယ်ကိုထိခိုက်မှုမရှိနိုင်သလိုသက်တမ်းတူသွားအောင်လည်းမဆွမ်းဆောင်နိုင်ပါဘူးခရူသင်းသမင်ဖြူခံစားနေရတဲ့သူဟာရောင်ခြည်ဆဲဆုံးရှုံးခြင်းကိုသာခံစားနေရခြင်းဖြစ်ပြီးတော့အာ physical health ပေါ့ဒီကျန်းမာရေး အရာကျန်းမာစွာအသက်ရှင်နေထိုင်နိုင်ပြီးတော့တက်တန်းအပြည့်အဝနေထိုင်နိုင်ပါတယ်။နောက်ဆုံးအချက်ကတော့ခ ्यु သင်းသမင်ဖြူအဖြူကွက်တွေဟာအရေပြားကင်ဆာပြောင်းလဲခြင်းမရှိသလောက်ကိုရှားပါတယ်။ဒီသုံးချက်ကိုတော့ရှင်းရှင်းလင်းလင်းနဲ့အရင်ဆုံးသိစေချင်ပါတယ်။ဒီတော့ကျွန်မကလည်းအရေပြားဆရာဝန်တရားအုပ်နေနဲ့ကမ္ဘာခ ्यु သင်းသမင်ဖြူများနေ့မှာအဲကျွန်မအဓိကခ ्यु သင်းသမင်ဖြူ patient တွေကိုအဲ ပြန်လည်ပြီးတော့ဗောနော်ကျွန်မသိစေခြင်းနဲ့ကျွန်မ knowledge ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီနှစ်အတွက်ကျွန်မရွေးချယ်ထားတာ life with satellite ကိုဖြစ်ပါတယ်အဲမြန်မာလူအတိတ်ပေကတော့မိမိရဲ့အရေးပြားမှာမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာမိမိရဲ့ဘဝမှာအဖြူဘွက်တွေရင်ဆိုင်နေရပြီဆိုရင်ကျွန်မတို့ဘယ်လိုမျိုးဒီအဖြူဘွက်တွေနဲ့ရှင်တွဲပြီးနေထိုင်မလဲဒီသမင်ဖြူအဖြူဘွက်တွေကိုကုသတည်ဖြစ်စေမကုသတည်ဖြစ်စေကျွန်မတို့ဘယ်လိုမျိုးနေ့စဉ်ဘဝတွေမှာပြောင်းလဲတင်လဲဆိုတဲ့အကြောင်းကိုအဓိကထားပြီးဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ် ဒီတော့ကျမကအာဒါ life with with the like ကိုလို့ကျမခေါင်းစဉ်ပေးထားရဲပေါ့နော်ခူသင်းတမင်ဖြူနဲ့ရှင်တွဲနေထိုင်ခြင်းမှာကျမအချက်၉ချက်နဲ့ပြောပါမယ်ကျမပြောသွားမယ့်အချက်၉ချက်ကမိမိရဲ့ခန္ဓာကိုယ်အရေးပြားပေါ်မှာဖြူကွက်တွေပေါ်ပြီးမဲ့မိမိရဲ့ confidence လို့ခေါ်တဲ့ယုံကြည်မှုတွေမြင့်တက်လာစေဖို့မကြဆင်းသွားစေဖို့နဲ့ဒီဟာတွေကဘလောက်ထိအရေးပါလဲဘလို့လုံးတန်လဲနေ့စဉ်ဘဝမှာအကျိုးရှိဖို့ကျမတို့ဘာလို့လုံးတန်လဲဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်အဲ့တော့အဓိကပထမဦးဆုံးတစ်ချက်ကတော့ and powerful yourself with vitiligo knowledge ပေါ့အဲ့တော့ဗာတိမယ်လဲလို့ပြောရင်မိမိရဲ့ခန္ဓာကိုယ်ရဲ့အရေးပြားတွေဟာခရုသင်းသမင်ပြုတ်ကွက်သေချာပြီးဆိုရင် တေချာပြီဆိုရင်လို့ကျွန်မထည့်ပြောပါရယ်။ဘာလို့လဲဆိုတော့ဒါဟာဖြူသင်းသမင်ဖြူအဖြူခွက်တေချာမှတ်တာလိုက်လို့ရမယ့်အချက်တွေဖြစ်ပါရယ်။တကယ်လို့မိမိရဲ့အရေပြားပေါ်ကဖြူခွက်တေချာဖြူသင်းသမင်ဖြူဟုတ်မဟုတ်မသေးကြသေးဘူးဆိုရင်ကျွမ်းကျင်တော့အရေပြားဆရာဝန်တွေနဲ့တေချာပြသပြီးတော့ဟုတ်မဟုတ်ကိုလည်းဒါကျွန်မတို့အဆုံးဖြတ်ခိုင်းလို့ရတယ်လို့အဲမိမိအထင်နဲ့အဆုံးဖြတ်ရင်ကြတော့လေတချို့သောအရာလေးတွေကမလိုလားအပ်ပင်နဲ့ဒါနဲ့နာဆုံးရှုံးရနိုင်ရင်ပေါ့နော်။အဲ့တော့ ဒီနေ့ကတော့ကျွန်မဖြူတဲ့တမင်ဖြူအဖြူကွက်တေးကြပြီဆိုရင်ဆိုတော့အကြောင်းရင်းနေရနေဆက်ပါမယ်။အဲ့တော့မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာတုံတရံမမှန်တဲ့အခြေပြားအဖြူကွက်တကွက်ပေါ်လာတယ်။ဒါဟာလဲခင်တင်းတမင်ဖြူအကွက်တေးကြသွားပြီဆိုရင်ကျွန်မတို့ကပထမဦးဆုံးကခင်တင်းတမင်ဖြူနဲ့ပတ်သက်တဲ့အကြောင်းတွေကို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 အဲတိထားတဲ့နဲ့ကျွန်တော် knowledge ပေါ့ဘဟုတုတရအောင်လေ့လာရှာဖွေတဲ့နဲ့အဲ့ဒီအချိန်မှာကျွန်မဆေးမီးတူတွေကိုလိုက်လုံဖို့ပြောတာမျိုးမဟုတ်ပါဘူး။ခင်တင်းတမင်ဖြူကဘာကြောင့်ဖြစ်လာတာလဲ။အဲဘာဖြစ်လို့ဒီအရ ေပြားပေါ်မှာသူများကမထွက်ပဲနဲ့မိမိရမှာအဖြူကွက်ထွက်လာတာလေဒီကောင်ထွက်ရင်ကိုယ့်ရဲ့ ကျမ်းမာရေးကိုဘလို့ထိခိုက်မှာလဲကိုဟာဘလို့မျိုးဆက်သွားခွေသွင်းတမင်ဖြူကလည်းတင်ချသွားပြီဆိုရင်တော့ခွေသွင်းတမင်ဖြူနဲ့ပတ်သက်တဲ့အဲတကယ်ကိုပေါ့နော်လိလာစီမြန်တင်တဲ့အကြောင်းအရာတွေကိုရှာဖွေလိလာတင်ပါတယ်အဲဒီလိုမျိုးကိုရဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်နေတဲ့အဲဒီဟာတွေကဘယ်ကနေစပေါ်လာတယ်ဘာတွေလုပ်တဲ့လဲဘလို့တွေထိခိုက်နိုင်လဲဒါမှမဟုတ်ဘလို့တွေဆင်ကျင်ရမယ်ဆိုတာကိုတကယ်တကြွမ်းသားလေတဲ့ပညာရှင်တွေကပြောပြောပြထားတယ်တကယ်ကိုအဲတိကျတင်ကြတဲ့အဲ research ကောင်းကောင်းနဲ့လုပ်ထားတဲ့အချက်အလက်တွေကိုရှာဖွေနှာထောင်းတင်ပါတယ် ုတိယအချက်အနေနဲ့ကတော့ reduce stress လို့ကျမနာမည်ပေးထားပါတယ်စိတ်ဖိစီးမှုကိုလျှော့ရပါမယ်ဘာလို့လဲဆိုတော့ခူတင်းတမင်ပြူယောဂါကကျမတို့ဒီစိတ်ပညာအခေါ်ဝေါ်ရဆောင်ရေ autoimmune skin disorder ပေါ့မိမိရဲ့ကိုယ်ခံအားစနစ်ကရုပ်တရက် system မူမမှန်ခြင်းပေါ့စနစ်ကြောင်ပြီးတော့ကိုယ့်ရဲ့မိမိရဲ့ကိုယ်ပိုင်ရောင်ကြီးဆဲအယောင်ဆဲတွေကိုတိုက်ခိုက်နေတဲ့ပြဿနာဖြစ်တယ်အဲ့တော့ခူတင်းတမင်ပြူမှာမဟုတ်ဘူးဒီလိုမျိုးကိုယ်ခံအား system မူမမှန်ခြင်းကြောင့်ဖြစ်တဲ့ယောဂါတွေကအများကြီးပဲရှိတယ်အဲ့လိုခံစားနေရပြီဆိုရင်အရေးကြီးဆုံးကကျမတို့ကစိတ်ဖိစီးမှုကို ချုပ်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုခံအားစနစ်ကိုပို့ပြီးတော့မူမမှန်လာအောင်ပို့ပြီးတော့စနစ်ကြောင်သွားအောင်လှုပ်ဆောင်ပေးနိုင်တာ stress လို့ခေါ်တဲ့စိတ်ပြေစီမှုဖြစ်ပါတယ်။အဲ့တော့ပြောလိုက်ရင်တော့လွယ်တယ်ပေါ့ဘလို့စိတ်ပြေစီမှုလျှော့ရမလဲပေါ့ဆိုရင်ဘဝမှာလေးလေးပင်ပင်နဲ့တွေးစရာတွေကိုယ်မှာဆိတ်ရှုံစရာတွေစိတ်ပျက်စရာတွေတအားများနေတယ်ဆိုရင်အဲကျမတို့ကစိတ်တွေကိုလည်းအနားယူပေးဖို့လိုပါတယ်ဖြူကင်းသမင်ဖြူဖြူကွက်တွေဟာစိတ်ပိုင်းဆိုင်ရာပင်ပန်းနေပြီးနွမ်းနေပြီးဆိုတာကိုပြသတဲ့အကောင်းဆုံးသော ဝိဒေတာဖြစ်ပါတယ်။ဒါဟာအဖြူမခံစားရတဲ့လူထက် ်ကိုယ့်ရဲ့စိတ်ပေပန်းမှုကိုအလွယ်ကူဆုံးအနှင်းမြန်ဆုံးသိနိုင်တဲ့ကောင်းသောအချက်လေးဖြစ်တယ်ဆိုတာလည်းမမေ့စေချင်ပါဘူးအဲ့တော့စိတ်ပြည့်စုံမှုလျှော့ဖို့ဆိုရင်ကျမတို့ဟာဒါတရားထိုင်တာဒါမှမဟုတ်လည်းစိတ်မြင်အောင်ဝင်လေထွက်လေလေးကိုပဲမှတ်တာဒါမှမဟုတ်ကိုယ်စိတ်ဝင်စားတဲ့ပကြီးဆွဲတာအာယုံစူးစိုက်မှုတစ်ခုခုပေါ့နော်စာဖတ်တာအဲအဲ့လိုအရာလေးတွေကိုတနည်းမှာအနည်းဆုံး15မိနစ်လုပ်ပေးတင်ပါတယ်အဲ့တော့ကိုကစိတ်ပြည့်စုံမှုလို့ခေါ်တဲ့ stress တွေကိုကောင်းကောင်း management လုပ်နိုင်ဖို့ဆိုရင်ခုနကကျမတို့ကတစ်ခုခုလုပ်မယ်ဆိုတော့ရေတိုလုပ်လို့မရပါဘူးနေ့စဉ်နေ့တိုင်း စစ်တန့်စီလို့ခေါ်တဲ့အဲဘောကိုအချိန်မှန်မှန်နဲ့ကြာကြာရှည်ရှည်လုပ်နိုင်တဲ့ဇွဲလိုပါတယ်အဲ့တော့ဇွဲရှိရှိနဲ့15မိနစ်ကိုအနည်းဆုံးလုပ်သွားမယ်ဆိုရင်တော့ဒီ stress management တွေကို စိတ်ဖိစီးမှုအကောင်းဆုံးထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ကတော့ practice mindfulness လို့ကျွန်မနာမည်ပေးထားပါတယ်။ Oh mindfulness ဆိုတဲ့အဓိပ္ပာယ်ကကျွန်မတို့ကဖြစ်ခဲ့ပြီးတဲ့အတိတ်တွေမလာသေးတဲ့အနာဂတ်တွေကိုတွေးပုံနေတာဒါမှမဟုတ်လည်းအတိတ်တွေကိုတွေးပြီးဝမ်းနည်းနေရမျိုးကြီးကျွန်မတို့မလုပ်ဘူး။ကျွန်မတို့ဒီအခုလက်ရှိရှိနေတဲ့ပစ္စုပန်ကိုပဲကျွန်မတို့ focus ထားမယ်။အဲပစ္စုပန်မှာပဲကျွန်မတို့ရဲ့စိတ်ပေါ်ကိုယ်ရော ကျမတို့ရှိနေအောင်ပဋိထားပြီးတော့ self awareness လို့ခေါ်တယ်ပေါ့နော်ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းကိုခံစားနေရတဲ့စိတ်ခံစားချက်တိုင်းကိုကျမတို့က emotion တိုင်းကိုတတိကက်နေဖို့ဖြစ်ပါတယ်အဲ့ဒီအရာလေးကိုလည်းပုံမှန်လိုက်လုပ်ပြီးပို့လို့ပါတယ်အရင်တော့ကဒီလို mindfulness တွေပါတယ်စိတ်ထဲမှာမရှိခဲ့ဘူးဆိုရင်တော့ကိုက autoimmune disorder လို့ခေါ်တဲ့ကိုခံအားစနစ်မမှန်ခြင်းဖြစ်တဲ့အဖြစ်ပွက်တွေရော၎င်းဒီ immune disorder တွေခံစားနေရတဲ့ဆိုရင် practice mindfulness ကအရင်အရေးကြီးပါတယ် လေ့ကျင့်ကြည့်ဖို့လိုပါတယ်။လေ့ကျင့်မြောက်အနေနဲ့ကတော့ try exercise you enjoy လို့ကျွန်မနာမည်ပေးထားပါတယ်။မြန်မာလိုလိုလေးကိုကိုပြောရင်ကိုစိတ်ပျော်ရွှင်တဲ့လေ့ကျင့်ခန်းတစ်ခုခုကိုကျွန်တော်တို့လုပ်တင်တယ်။လေ့ကျင့်ခန်းဆိုတာလမ်းလျှောက်တာလည်းလေ့ကျင့်ခန်းမှာပဲ၊စပိန်းစီးတာလည်းလေ့ကျင့်ခန်းမှာပဲ။အဲဒါမှမဟုတ်လေ့ကျင့်ခန်းယုံမှာဂျင်းမှာပေါ့ဂျင်းသွားဆော့တာလည်းလေ့ကျင့်ခန်းမှာပဲ။ဒါပေမဲ့ဂျင်းကြီးမှာဆော့မှာလေ့ကျင့်ခန်းမဟုတ်ပါဘူး။နေ့စဉ်ကိုယ့်ရဲ့အိမ်အလုပ်တွေကိုအ ်ဒါမနာမနေလောက်ရတယ်ပေါ့အဝိရှော်ရဲဟင်းချက်တဲ့ကြမ်းတိုက်တဲ့မိဘူထိုးတဲ့ဒါတွေအကုန်လုံးကလည်းဒါလှုပ်ရှားမှုပါရဲ့လေ့ကျင့်ခန်းတွေပဲဖြစ်တယ်ဒါပေမဲ့အဲ့ထက်စာရင်တော့ကျမတို့ကကိုယ်အတွက်တတ်တတ်မှတ်မှတ်လေ့ကျင့်ခန်းတခုလုပ်ပေးရလဲကောင်းတယ်ပေါ့အဲ့တော့ချွေးထွက်စေတဲ့မိမိခန္ဓာကိုယ်ကိုချွေးတွေထွက်သွားစေနိုင်မဲ့လေ့ကျင့်ခန်းမျိုးတစ်နေ့ကိုအနည်းဆုံး15မိနစ်လုပ်ပေးတင်ပါတယ်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာကျမတို့ကအန်ဒိုဖင်းဆိုခေါ်တဲ့ဟော်မုန်းတွေထွက်ပါတယ်အဒီဟော်မုန်းကဘာကောင်းလဲလို့ပြောရင်ခုနကကျမနှစ်ချက်မှပြောခဲ့တဲ့ stress လို့ခေါ်တဲ့စိတ်ဖြစ်စဉ်မျိုးတွေကိုအလျှော့နိုင်ဆုံးသော ဟော်မုန်းတစ်ခုဖြစ်တယ်ပေါ့နော်အဒီတော့လေ့ကျင့်ခဲ့လို့ရင်အန်တိုဖင်ဟော်မုန်းထွက်မယ်စိတ်ပြည့်စုံမှုညော့မယ်ရောင်ရမ်းမှုတွေညော့ပြီးတော့လူဟာနေလို့ပိုကောင်းလာမယ်နောက်ကိုယ့်ရဲ့ quality of life လို့ခေါ်တဲ့ဘဝအခြေအသွေးတွေကလည်းပိုကောင်းလာတာကိုတွေ့ရမယ်အဲ့တော့လေ့ကျင့်ခဲ့လို့ချင်းရလဲအဲကျမတို့ကဟိုပေါ့နော်နေ့စဉ်နည်း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 လုပ်ရင်းနဲ့ရက်တိုမှာတော့တည်တာမှာမဟုတ်ဘူးဒါပေမဲ့အဲကာလကြာရှည်ရက်ရှည်ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့နဲ့ဒါမှသာလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးကိုလည်းအမှန်တကယ်ခံစားရမှာဖြစ်တယ် ဲ့တော့လီဂျင်ရန်လှုပ်ခြင်းအဖြစ်ကျမတို့ကဒီ struct ဒီ manage weight ပေါ့နော်ကျမတို့ရဲ့ခန္ဓာကိုယ်အလေးချိန်တွေကိုထိန်းသိမ်းပြီးသားလည်းဖြစ်တယ်။ autoimmune disorder လို့ခေါ်တဲ့ဒီ immune system မူမမှန်ခြင်းကြောင့်တောက်ရတဲ့ဆေးတွေကတခါတလေကြာရင်ရောင်ရမ်းမှုကိုလျှော့ရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ် weight တက်တာမျိုးဖြစ်စဉ်တက်တယ်။အဲ့လိုအခါမှာလည်းကိုယ်က exercise လုပ်ထားခြင်းအဖြစ်ခန္ဓာကိုယ် weight ကိုလည်းထိန်းပြီးသားဖြစ်သွားတယ်ပေါ့နော်။ဒါပြီးတော့နောက်ဆုံးအနှစ်ချုပ်ပြောရရင်တော့ဒါလေ့ကျင့်ခန်းလှုပ်ခြင်းအဖြစ်ကိုနှစ်တက်တဲ့လေ့ကျင့်ခန်းနော်လမ်းလျှောက်တာဖြစ်ဖြစ်ရေကူးတာဖြစ်ဖြစ် ယူကကျန်တာဖြစ်ဖြစ်စပိန်စီယာဖြစ်ဖြစ်ဒီလိုမျိုးအရာလေးတွေအကုန်လုံးကနောက်ဆုံးမှာတော့ကျမတို့ကိုဒါသူကခန္ဓာကိုယ်ပိုင်းဆိုင်ရာပဲကျန်းမာစေတာမဟုတ်ဘူး mental well being ပေါ့စိတ်သက်ပိုင်းဆိုင်ရာကိုလည်းပို့ပြီးတော့ညှင့်တင်ပေးတယ်အဲနောက်ပြီးရင်ဒါ weight လည်းထိန်းသီးတာဖြစ်တဲ့အတွက်သူ့ကိုလည်း consistency လို့ခေါ်တဲ့အဲတကယ်ကိုဆွဲရှိရှိနဲ့လှုပ်သွားမယ်ဆိုရင်ဒီကောင်းကျိုးတွေကိုခံစားရမှာပဲဖြစ်ပါတယ်။ငါးချက်မြောက်အနေနဲ့ကတော့ကျမကဒါ prioritizing ပေါ့အဲ့ချိန်တွေကိုအဓိကကျမတို့တွေးရပါမယ်။ကို့မှာဒီလိုမျိုးကိုခံအားပိုင်းဆိုင် ရာပြဿနာတွေဖြစ်နေပြီဆိုရင်ကျမတို့အိတ်ချိန်တွေက quality of sleep လို့ခေါ်တဲ့အိတ်ချိန်အရေအသွေးမြင့်တင်မှုအရန်လိုတယ်မိမိရဲ့အိတ်ချိန်တွေကိုအဓိက focus ထားဖို့လိုလာပြီပေါ့နော်ဆိုတော့ဘယ်လိုမျိုးအိတ်မလဲပေါ့အညာဘက်မှာမျိုးနေလူလူတော်တော်များများတော့နေနေညနေမှားကြရလဲရှိသလိုတစ်ခါတလေကြာရင်ကျမတို့ကအိတ်ချိန်ပြည့်သွားရင်ပြီးရောကြိုက်တဲ့ချိန်အိတ်တယ်အိတ်ချိန်တွေကိုအဆင်ပြေသလိုလုပ်ကြတယ်ပေါ့ဒါပေမဲ့ကို့မှာကို့ခန္ဓာကိုယ်မှာဒီလိုမလိုချင်တဲ့အဖြစ်အပျက်တွေထွက်လာပြီအဲဒါမှမဟုတ်လဲကိုကဒီလိုမျိုး SLE လိုမျိုးအရေးသားလေးဘက်နာသွေးလေးဘက်နာဆိုင်ရာတွေခံစားနေရ ပြီဆိုရင်တော့အဲ့ချိန်ကိုကောင်းကောင်းလေးကျမတို့ time management လုပ်တတ်ဖို့လိုလာပါပြီ။အကောင်းဆုံးတော့အဲ့ချိန်ကတော့ည7:00တန်းကနေမနက်4:00နာရီအတွင်းမှာနှစ်နေချက်ချိုက်နဲ့အိတ်မောကြနေတာပဲဖြစ်ပါတယ်။ကျမပြောတာနှစ်နေချက်ချိုက်လို့ပါပါတယ်။7:00နာရီမှာအိတ်ရဆောက်ဝင်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။7:00နာရီမှာလူကအိတ်မောကြနေတင်ပြီပေါ့နော်။အဲ့တော့10:00လောက်အနည်းဆုံး နောက်ဆုံးထားပြီးကျမတို့အိတ်ရဝင်မယ်စက်တနေလေး၄နိုင်မှာကျမတို့ဒါအိတ်မောကြောင့်အိတ်တဲ့နယ်အဲ့ဒီအချိန်အတွင်းမှာကျမတို့ရဲ့ body ကခန္ဓာကိုယ်ကဒါလူတိုင်းလူတိုင်းမှာ skin rejuvenation system လို့ခေါ်တဲ့အာတဘာဝနာရီရသူ့ဘာသာသူအလိုလိုကိုခန္ဓာကိုယ်မှာဘာတွေမှားနေလဲဘာတွေလူအပ်နေလဲဆိုတာပြန်ပြင်ပေးတဲ့ stage လာပါတယ်အဲ့တော့ immune ဘိုင်းဆိုင်ရာခံစားနေရတဲ့ကိုယ်ခန္ဓာဘိုင်းဆိုင်ရာမှာဒီလိုစနစ်မူမမှန်မှုရှိနေတဲ့သူတွေအနေနဲ့လည်းရောင်ရမ်းမှုတွေရော့ကျသွားမယ်အဲဒီလိုအဖြူကမှာဆိုရင်ဒါကိုယ့်ရဲ့အယောင်စဲ ဲလေးတွေပေါ့အယောင်ဆဲလေးတွေပြန်ရသွားနိုင်ပါတယ်အဲ့တော့ဒီအချက်ကိုပတ်စံလဲမကုန်ဘူးတဘာဝကပြီးတဲ့အကောင်းဆုံးတော့လက်ဆောင်ဖြစ်တယ်လူချင်းနေဆိုရင်ကိုကအတိနဲ့တတိနဲ့ကပ်ပြီးတော့အဲ့ချိန်တွေကိုကောင်းအောင် management လုပ်နိုင်ရပါမယ်အဲ့လိုလုပ်နိုင်ခြင်းအဖြစ်လဲတစ်ဖက်ကနေလဲကျမတို့ရဲ့ mental stress လို့ခေါ်တဲ့စိတ်ပိစီးမှုတွေရောကြသွားမယ်အဲ့ချိန်ပြေဝတဲ့သူနဲ့မပြေဝတဲ့သူရဲ့ဘဝဟာတအားကွာပါတယ်တတိထားပြီးတော့ကြည့်ကြည့်ရင်တွေ့ပါလိမ့်မယ်အဲ့တော့အဲ့ချိန်တွေသာမမှန်ဘူးဆိုရင်ကျမတို့ရဲ့တစ်ဖက်ကနေလဲ stress hormone တွေအများများလာမယ်စိတ်ပိစီးမှုတွေများလာမယ်ရောင်ရမ်းမှုတွေပိုဆိုးလာမယ် မယ်အဖြူကွက်တတ်တာနှုံးလေးလည်းနှေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့အိတ်ချိန်တွေကိုလည်းအဓိကထားပြီးတော့လှုပ်ဆောင်ပေးဖို့လိုပါဒီတော့၆ချက်မြောက်အနေနဲ့ကတော့ကျမတို့က boost your mood with dietary changes လို့ကျမနာမည်ပေးထားပါတယ်အဓိကကကျမတို့အစားအသောက်အနေအစားအသောက်ပုံစံကိုပြောင်းလဲသင့်လာပါတော့ပြောင်းလဲသင့်တယ်ကို့မှာ immune bank ဆိုင်ရာပြဿနာတွေတက်လာပြီဆိုရင်ကိုစားနေရဲ့နေ့စဉ်စားနေရဲ့အစာအာဟာရကိုလည်းသတိထားပြီးစောင့်ကြည့်ဖို့လိုတယ်ဆိုတာမှန်တယ်ဒါပေမဲ့ boost your mood လို့ကျမကပြောထားတာဖြစ်တော့တဲ့မိမိရဲ့စိတ်ခံစားချက်တွေအာမိမိရဲ့ဒီပေါ့နေ့စဉ် င်ဘဝနေထိုင်နေမှာကိုယ့်ရဲ့စိတ်ကိုလည်းပျော်ရွှင်စေအောင်အစားအသောက်ကိုပြောင်းလဲရမှာဖြစ်တယ်။အဲ့တော့ဆိုလိုချင်တဲ့တိပေကတော့ခရူသင်းသမင် view ကအစားအသောက်ကြောင့်ဖြစ်တယ်ဆိုတဲ့တက်သေးတာကလုံးဝမရှိဘူး။ဒါကြောင့်အစားရှောင်ရမှာမဟုတ်ပါဘူး။ပိုစားတဲ့အစားအစာတွေလည်းကျွန်မဒီခေါင်းစဉ်လေးအောက်မှာဆွေးနွေးပါမယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ကကျွန်မတို့က ဖြည့်သွင်းသမင်ဖြူမှာရှောင်ဝမဲဟောင်းအရန်မေးကြတာဖြစ်တော့တယ်။ဘာရှောင်သင့်လဲလို့ပြောရင် sugar လို့ခေါ်တဲ့အချိုဓာတ်တွေ၊ salt လို့ခေါ်တဲ့အငန်ဓာတ်နဲ့ animal wine ဆိုခေါ်တဲ့ဒါတရိတ်ဆန်အစီပေါ့နော်။အဲ့လိုမျိုးအစီတွေဆိုရင်တော့မစားသုံးသင့်ဘူး။ဒါတွေတော့ရှောင်ရင်ပိုကောင်းတယ်။ဘာဖြစ်လဲဆိုတော့ရောင်ရမ်းမှုကိုအားပေးတဲ့ကောင်တွေဖြစ်ပြီးတော့အဲဒီ autoimmune စနစ်ပိုကြောင်ခြင်းကိုအားပေးနိုင်တယ်ပေါ့နော်။ဒါကြောင့်ကျွန်မတို့အိတ်သုံးခုတော့ရှောင်မယ်။အဲတခြားတော့အရွက်တွေအသီးတွေဆိုရင်သူက antioxidant လို့ခေါ်တဲ့သတ်ဆောက်ဓာတ်ကိုပေးတယ်။ immune ကိုကိုခါ system ပိုကောင်းမွန်စေတာဖြစ်တော့တယ်။စားသုံးသင့်တယ်။ဒီလိုပဲ ဲအသားနှံတမျှအကုန်စားပိုင်권ရှိတယ်ဒါပေမဲ့အသားစားရင်နူးရမယ်မနူးတနူးနဲ့မကြက်တကြက်တွေရတော့အာကျမတို့ခန္ဓာကိုယ်ရောင်ရမ်းမှုအားပေးနိုင်ကောင်းနိုင်တယ်ဒါပေမဲ့အသားစားရင်နူးအောင်ချက်မယ်ဆိုရင်တော့ကျမတို့လည်းပြဿနာမရှိဘူးအာကျမတို့နေထိုင်ရာဒီမြန်မာနိုင်ငံမှာတော့ကျမတို့ကဟင်းချက်ရင်အသားချက်ရင်နူးအောင်ချက်ပြီးတော့စားကြတာများတဲ့အတွက်ဒီဟာနဲ့ပတ်သက်ပြီးကျမမှာအကျေတဝန်ဆွေးနွေးကြမှာရှိပါဘူးဒါပေမဲ့အသားဝငါးဝအသီးအရွက်ကိုပြည့်ပြည့်ဝဝလုံလုံလောက်လောက်ညံ့ညတတလို့ခေါ်တဲ့ balance diet စားပြီးချင်းဟာ Q သင်းတမင် view ခံစားနေရတဲ့အတွက် ်အကောင်းဆုံးသောစားတောင့်နေထိုင်မှုပုံစံ ဖြစ်ပါတယ်အဲအဲ့ဒါကိုလည်းမမေ့ဖို့အဓိကပြောချင်ပါတယ်နောက်တစ်ခုကခရင်းသမီးကိုခံစားတဲ့အခါမှာဖြစ်လာတဲ့စွန့်ကျင်သောကတွေ depression လို့ခေါ်တဲ့စိတ်ကျမှုတွေကိုဒီကျမတို့ကဒီလိုမျိုးအစားအသောက်ပုံစံလေးချိန်ပြီးတော့စားပြခြင်းအဖြစ်လည်းပြောင်းလဲနိုင်တယ်အစားအသောက်ကတစ်ခါတလေလူမျိုးပျော်ရွှင်စေပါတယ်ကိုယ်စိတ်လေးပျော့အောင်ကျမတို့အတိအနဲ့တတိနဲ့ရှင်ပြီးတော့ပြပြဝဝလုံးလုံးလောက်မှမျက်မျက်တတာစားပြီးမယ်ဆိုရင်စားလို့ရပါတယ် 9ချက်မြောက်အနေနဲ့ကတော့ consider council လေးအောင်ကျွန်မရွေးချယ်ထားပါတယ် council ဆိုတဲ့အဓိပ္ပာယ်ကအဲကိုကအဖြူနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်တွေကပြောင်းလဲလာပြီးကိုရဲ့စိတ်ကအကြပတ်တွေပဲသွားတယ်ဘယ်လို့မှတင်လို့မရတော့ဘူးချက်ရွံ့နေအားငယ်တယ်ဝမ်းနေတယ်ဒီဟာနဲ့ပတ်သက်လို့ကိုကိုကိုအားပေးလို့မရတော့ဘူးဆိုရင်အဲကျွန်မတို့ကဒါတကယ်လို့ပေါ့နော် medical profession ပေါ့ဆေးပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ medical council လေးလိုလာပါပြီဆွေးနွေးပါအဲဒါစိတ်ပညာရှင်တွေနဲ့ဆွေးနွေးရဲဆိုတာတော်တော်ခါယူသွားမှ ဆင်းနေတာမျိုးမဟုတ်ပါဘူးမိမိစိတ်မကျန်းမာတဲ့အခါမျိုးတွေမှာလည်းကျမတို့အကူအညီရယူနိုင်ပါတယ်အဲကိုဟာဘလို့ပဲကိုဘသာကိုကိုစိတ်ကိုဖြည့်ဖြည့်ကိုအဆင်မပြေတော့ဘူးဒီဖြူွက်တွေနဲ့ရှင်တွဲနေထိုင်မယ်လို့တွေးပေမဲ့လည်းကိုဟာနေ့စဉ်ဘဝတွေမှာကိုကိုကိုအတုံးမဝင်တော့ဘူးငါရှေ့ဆက်လို့မရတော့ဘူးလို့ခံစားရတဲ့အတွေ့အကြုံများလာတယ်အဲကိုယုံကြည်ရတဲ့ကိုရဲ့ပေါ့နော်တိုင်မြင်ပေါ်တွေမိသားစုဝင်တွေကိုရှင်ဖွင့်ပေးမယ်လဲကိုစိတ်မသက်သာတော့ဘူးပြီးရင်ကိုရဲ့အပြုတ်မှုတွေဟာဒါစိတ်လိုမကြမှုတွေဒေါသတွေရမ်းထွက်လာတယ်ကိုဘဝကြီးကိုနောက်ဆုံးပေါ့လေနောက်ဆုံးအဆုံးနဲ့ ဒီအတွေးထဲမှာအဆုံးသတ်ဖို့တောင်တွေးနေပြီဆိုတော့အတွေးမျိုးတွေရောက်လာပြီဆိုရင်တော့ကျမတို့ကဒါမန်တာကောင်ဆယ်လေးအရင်လို့နေပါပြီ။အဲဒါဆိုရင်တော့ကျမတို့ကကျွမ်းကျင်တဲ့ ဒီစိတ်ပညာပိုင်းဆိုင်ရာဆရာဝန်တွေနဲ့တွေ့ဆုံဆွေးနွေးတာဒါမှမဟုတ်လေဒီတမင်ဖြူကိုတကယ်ကိုကျွမ်းကျင်တဲ့အဲဒီခုတင်းတမင်ဖြူပြဿနာလေးကိုကိုယ့်အတွက်ဖြေရှင်းပေးနိုင်တဲ့အကြောင်းအရာတွေကိုကုညီပေးနိုင်တဲ့အရေးပြားဆရာဝန်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့လည်းလိုပါတယ်အဲ့တော့ဒီအချက်ကိုလည်းကျွန်မသတိပြုစေချင်ပါတယ်ရှစ်ချက်မြောက်နေနေရတော့ကျမတို့ကဒါ Joy and Vitalite ကို support group လို့ကျမအဲခေါင်းစဉ်တက်ချင်ပါတယ်အဓိကတော့ခုရင်းသမင်ဖြူများဖြစ်နေတဲ့သူအချင်းချင်းအာပေးကြတယ်နှစ်သိမ့်ကြတဲ့ အဖွဲ့တစ်ခုထဲမှာကျမတို့အဲ join လာတဲ့နေပေါ့နော်အဲဘာလို့လဲလို့ပြောရင်ဒါပေမဲ့လေကျမလေအဲ့လိုမျိုး support group လို့ပြောရင်ကျမခုနပြောသွားတဲ့အတိုင်းပဲနော်စိတ်ပိုင်းဆိုင်ရာကိုဖြစ်နေရတွေကိုမျှဝေတာအဲဒါမှမဟုတ်ပေါ့ကိုကစိတ်သက်ကြနေရတယ်ဒါပေမဲ့ကိုလိုပဲအဖြူကခံစားနေရတဲ့လူကကြတော့ तू ဘလို့သူ့ရဲ့နေ့စဉ်ဘဝကိုဖျက်ဆီးနေတယ်အဲ तू ဘလို့စိတ်ကိုဘလို့ထားလိုက်တယ်ဘလို့လေးလုံးကြည့်ရတဲ့အခါမှာတော့ तू အဆင်ပြေသွားတယ်အဲ့ဒါမျိုးကိုကျမဆိုလိုတာပါအဲကောင်းလို့ရရာဆေးတွေကိုတယောက်နဲ့တယောက်နဲ့စင်ဖြီတူတွေကိုရှောက်ပြီးတော့မှီမြန်းတာမျိုးတော့ကျမတစ်ပြီးတော့အားမပေးပါဘူးတကယ်ပြ ောက်တယ်တကယ်လဲစိတ်ချရတယ်ဆိုတာမျိုးညှို့တာမျိုးကလွှဲရင်ပေါ့နော်အဲဒါပေမဲ့ဗာစေးတောက်ပါဗာစေးလိမ့်ပါလို့အချင်းချင်းညှို့တာအရန်ကိုအံ့ရေများပါတယ်တခါတလေမှလေဘာဆိုတော့တချို့သောတေဥတုခုဆင်းမြင်လေးတွေကတဲ့ရဲ့လူရှိသလိုဒါမတဲ့ရဲ့သူလည်းရှိနိုင်တယ်အဲ့ဒါထက်စာရင်ကိုတကယ်ကုသလို့ပြောက်ကင်းတဲ့နေရာမျိုးတွေကိုညှို့ပေးတာဒါမှမဟုတ်ကိုကလည်းစိတ်ခံစားချက်အတွက်ကောင်ဆယ်လင်းသွားလုပ်တဲ့အခါမှာအဲတကယ်ကိုအဆင်ပြေတဲ့နေရာလေးတွေပေါ့နော်တကယ်ကိုအဆင်ပြေတဲ့နေရာလေးရရှိလို့အချင်းချင်းမျှဝေတာနောက်ကိုယ့်ရဲ့နေစဉ်ဘဝမှာအဖြူနဲ့ဘယ်လို related လုပ်နေလဲ ဆိုတော့အချက်မျိုးတွေကိုပို့ပြီးတော့လုပ်တက်ပါတယ်အဲအဲ့တော့ join l vitalite ကို support group ဒါကောင်းပါတယ်အဲ့လိုမျိုး group လေးတွေထဲဝင်ပြီးတော့အချင်းချင်းခန်းစားနေရတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝတွေအဲကိုယ့်ရဲ့ဒီလိုမျိုးကြုံတွေ့ရတဲ့ခန်းစားချက်တွေကိုအချင်းချင်း sharing လုပ်ပြီးတော့ဖေးမှကူညီတဲ့ group တွေကိုဝင်ထားတက်ပါတယ်ပြီးတော့ဒီ video လေးရဲ့နောက်ဆုံးတစ်ချက်ဖြစ်တဲ့ကိုကြက်မြောက်ကိုပြောပါမယ် embrace a body positive mindset လို့ကျွန်မအနမည်ပေးထားပါရယ် embrace ဆိုတဲ့အဓိပ္ပာယ်ကကျွန်မတို့အဲ embrace လုပ်တယ်ဆိုတာကဒါတယောက်ကို အပေးတာအဲကျမတို့ဒါဟိုပုံဖော်တာပေါ့အဲ့လိုပုံစံမျိုးပောက်ပါတယ်အဲ့တော့ body positive mindset လို့ကျမပြောတာဟာတစ်ခါတလေ cute တင်းတမင်ဖြူ ခံစားရတဲ့အခါမှာကုသခြင်းနဲ့အတူပေါ့ကုသမယ်လို့ဆုံးဖြတ်လိုက်ရင်လည်းကုသခြင်းနဲ့အတူမိမိရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်းအလွန်လိုအပ်ပါတယ်အရေးပြားကဒါကျမတို့ရဲ့ sensory organs ပေါ့ခံစားသိမြင်ခြင်းကိုပေးစွမ်းနိုင်တဲ့ အင်္ဂါတစ်ခုဖြစ်တယ်။အဲ့တော့အရေးပြားပုံမှာအဖြူကွက်တွေဖြစ်လာရင်လူအမြင်ဆုံးသောနေရာတွေဖြစ်တဲ့အတွက်လူတွေရဲ့ emotional လို့ခေါ်တဲ့စိတ်ခံစားချက်တွေကလည်းအတက်အကျအယမ်းမြန်တယ်။အဲ့တော့ဒီလိုမျိုး sensory organ ကြီးပုံမှာအဖြူကွက်တွေပေါ်လာတဲ့အခါမှာလူတွေရဲ့ emotional ကအတက်အကျတအားကုန်မြန်ပါတယ်။အယမ်းစိတ်သက်သာခြင်းကိုခံစားရတယ်။ အဆိုးတွေပဲတွေးတယ်ဘဝကိုဆက်မရှင်တန်းကျင်တော့ဘူးပေါ့နော်အဲ့တော့ခုသင်းတမင်ပြောပါ physical health လို့ခေါ်တဲ့ကျန်းမာရေးပိုင်းဆိုင်ရာအရာထိခိုက်မှုမရှိပေမဲ့ mental health လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာရောဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တယ်ဆိုတာကျွန်မအနေနဲ့လည်းလက်ခံပါတယ်အဲ့တော့ဒါပေမဲ့ကိုဟာဒီအဖြူဘက်ကိုလိုချင်လားမလိုချင်လားဆိုတော့အပေါ်မှာမူတည်ပြီးတော့လေကုသမှုကိုကျမတို့ဆုံးဖြတ်နိုင်တယ်လို့ကုသမှုယူရင်းနဲ့လေကိုရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကအလွန်အရေးကြီးပါတယ်ဒီ ို့ရဲ့အရှိကိုအရှိတိုင်းလက်ခံဖို့လည်းအရေးကြီးပါတယ်။တမင်ဖြူမဖြစ်ချင်ဘူးဆိုတဲ့စိတ်ကြီးထားနေရတဲ့ဟုတ်ပြီ။ငါကတော့အခုခေတ်သင်းတမင်ဖြူကိုရင်ဆိုင်နေရပြီ။အဲ့တော့ကျွန်မခုနကပြောခဲ့တဲ့ life with better life ကိုမှကျွန်မတို့ခေတ်သင်းတမင်ဖြူနဲ့ရှင်တွဲနေထိုင်တဲ့အခါမှာဘလို့ချက်တွေကိုလှောက်ဆောင်မယ်။အဲ့ဒီမှာမှကိုဟာမလို့ချင်ဘူး။အယောင်ကြီးပြန်ရကျင်တယ်။ရမယ့် treatment တွေရှင်သွားကျင်တယ်ဆိုရင်လည်းဒါကျွမ်းကျင်တဲ့ရေပြားဆရာဝန်တွေနဲ့အတူဒီအဖြူွက်တွေ ြောက်သွားအောင်သက်သာသွားအောင်လိုက်လုပ်တင်ပါတယ်ဒါပေမဲ့ခေတ်သင်းသမီးဖြစ်ပြဿနာဟာကုဆက်ယောဂမဟုတ်တဲ့အတွက်ဆရာဝန်တယောက်ကအမြင့်မဖြတ်ပေးနိုင်ပါဘူးကာရက်ကရှင်ကိုတိုင်ကသာလင်ဒီဖြူခွက်တွေကိုပြန်မပေါ်အောင်တားဆီးနိုင်တာပဲဖြစ်ပါတယ်ဒီအချက်ကိုလုံးဝမမေ့ပါနဲ့ဒါကြောင့်ကုသခြင်းနဲ့အတူစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရှိကိုအရှိတိုင်းလက်ခံမှုတွေကအရန်အရေးကြီးပါတယ်ပြီးတော့ဒီနေ့မှာတော့ကျမကကမ္ဘာခေတ်သင်းသမီးဖြစ်များနေအထိတ်အမှတ်အနေနဲ့ကုသခြင်းထက် ကျမတို့ဖြူကင်းသမင်ဖြူဖြူကွက်တွေကျမတို့ရဲ့အရေးပြားပေါ်မှာရင်ဆိုင်နေရရင်ဘယ်လိုမျိုးရှင်တွဲနေထိုင်မလဲဒီလိုအချက်တွေကိုလှုပ်ဆောင်ခြင်းအဖြစ်ကျမတို့ရဲ့နေ့စဉ်ဘဝတွေကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာထန်စားချက်တွေမပြောင်းလဲသွားစေနိုင်ဖို့ပို့ပြီးတော့ယုံကြည်မှုတွေတိုးလာစေဖို့ရည်ရွယ်ပြီးတော့ဒီနေ့ဗီဒီယိုလေးကို တက်ကူပေးခဲ့တာပဲဖြစ်ပါတယ်ဒီအချက်လေးတွေကိုဖြည်းဖြည်းနဲ့မှန်မှန်လိုက်လုပ်ခြင်းအဖြစ်စိတ်ကောလူရောအရေးပြားကောကျန်းမာလှပစေနိုင်ပါစေလို့ကျွန်မကလည်းဒီနေ့မှာဆုတောင်းမြတ်တာပို့တာပါတယ်ရှင်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်လည်းဘ ഹു တုတ္တရအများကြီးတိုးသွားပြီးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အစအဆုံးကြည့်ရှုပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဒေါက်တာဆုံးပါ